်ဒီနိုင်ငံကပြန်တွဲထားတယ်ဇွမ်းထက်ရလာသေးတယ်ညာဖြချိုးပြီးသားတယ်ရန်နိုင်ဦးအေရီယာထဲမှာပဲလက်ကန်လာတယ်လူမင်းလက်လက်ကန်မြန်ပြီအချိန်မှာတော့အောင်တီဟာနိုင်ဦးရဲ့ကန်ချက်ကိုကုဒမမျိုးမင်းလက်ပုတ်ထုတ်ပြီးတော့ပြန်ထွက်လာတဲ့အလုံးတော့အေရီယာထဲမှာအသင့်ရှိနေခဲ့တဲ့အောင်တီဟာကကောင်းဆုံးအဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ဒီကွန်စတာယူနိုက်တက်အသင်းနဲ့ဒီကွန်ဘုအသင်းတို့ကတစ်ဖက်တကိုးစီတီရက်လက်ထွက်ပေါ်သွားခဲ့ပြီပဲဖြစ်ပါတယ် နိုင်ဦးရဲ့ကံချက်ကိုဘုရားမျိုးမင်းလက်ကာကွယ်ခဲ့ပြီးတော့ပြန်ထွက်တဲ့အနေအထားတစ်ခုမှာတော့အောင်တီဟာကတော့ရရှိလာတဲ့အခွင့်အရေးကိုပိုင်ပိုင်နိုင်နိုင်အောင်အသုံးချသွားခဲ့တာပဲဖြစ်ပါတယ်လည်းကောက်ဝဲဖို့စူးစမ်းခဲ့မယ်သူအနေနဲ့ဒူးနဲ့ထိပ်ပြီးတော့ပြတ်ထွက်သွားတဲ့ဘောလုံးကတော့အောင်တရားရှိကိုတနက်မမဲရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ချက်အောင်တရားရဲ့ကံသွေးမှုကိုတော့မြေမြတ်ဘလို့မှမကောက်ဝဲနိုင်တော့ဘဲနဲ့ဂွန်စတာယူနိုက်တက်တဲ့အတွက်ချစ်ပါကို ပြန်လည်ပြီးတော့ခွင့်ပြုလိုက်ရပြီပဲဖြစ်တယ်ခင်ဗျ